ို့ရဲ့ Facebook account ဖွင့်ခဲ့တဲ့ရက်စွဲကိုအလွယ်တကူပြန်ကြည့်နေအားလုံးမဲမဲလာပါခင်ဗျာ knowledge sharing channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီကနေ့ဒီဗီဒီယိုမှာမိတ်ဆွေတို့ကိုမျှဝေပေးသွားမှာကတော့ကိုယ့်ရဲ့ Facebook account ဖွင့်ခဲ့တဲ့ရက်စွဲလေးကိုအလွယ်တကူပြန်ကြည့်လို့ရမယ့်နီးလန်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ Okay ပါဒီနီးလန်းလေးကိုတီးဖို့အတွက်ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုလိုက်ပါခင်ဗျာပထမဆုံးအနေနဲ့ Facebook လေးတဲကိုဝင်ပေးလိုက်ပါခင်ဗျာ ပြီးရင်တော့ကိုယ့်ရဲ့ profile လေးတဲ့ကိုထပ်ဝင်ဖို့အတွက်ညာဘက်ပေါ်တောင်းမှာရှိတဲ့ me too ma လို့ခေါ်လဲမြင်းသုံးချောင်းလေးတဲ့ကိုဝင်ပေးလိုက်ပါပြီးရင်တော့ screen ကိုအပေါ်ကိုဆွဲတင်ပြီးတော့ဒီနောက်မှာရှိတဲ့ setting and privacy လေးတဲ့ကိုထပ်ဝင်ပေးလိုက်ပါပြီးရင်တော့အပေါ်ဆုံးမှာရှိတဲ့ setting လေးတဲ့ကိုထပ်ဝင်ပေးလိုက်ပါခင်ဗျာ okay ပါ setting လေးကိုရောက်ပြီဆိုရင်တော့အပေါ်မှာရှိတဲ့ account center တဲ့က cmo in account center ဆိုတဲ့အပြာရောင်စာတန်းလေးကိုနှိပ်ပြီးတော့ထပ်ဝင်ပေးလိုက်ပါ okay ပါ account center တဲ့ကိုရောက်ပြီဆိုရင်တော့ဒီမှာရှိတဲ့ account setting တွေက your information and permission တွေကိုထပ်ဝင်ပေးလိုက်ပါခင်ဗျာ okay ပါ your information and permission တွေကိုရောက်ပြီဆိုရင်တော့အပေါ်ဆုံးမှာရှိတဲ့ asset your information ကိုနှိပ်ပြီးတော့ထပ်ဝင်ပေးလိုက်ပါ okay ပါဒီနေရာကိုရောက်ပြီဆိုရင်တော့ကျွန်တော် screen ကိုအပေါ်ကိုဆွဲတင်ပြီးတော့ဒီမှာရှိတဲ့ your information ရဲ့ကျွန်တော်အပေါ်ဆုံးကတပ်ဘာတွေတဲ့ကညာဘက်ရှမ်းမှာရှိတဲ့ personal information ဆိုတာကိုနှိပ်ပြီးတော့ quyền phi lại vật nhé โอเคပါဒီညရောက်ပြီဆိုရင်เนาะ profile information ဆိုပြီးတော့ဒီညမှာ you are account if creation date ဆိုပြီးတော့ကျောတို့ Facebook account ဖွင့်ခဲ့တဲ့ရက်စွဲလေးကိုကျောင်းလေးပြန်ကြည့်လို့ရမှာဖြစ်ပါတယ်ကျောရဲ့ Facebook account ဖွင့်ခဲ့တဲ့ရက်စွဲလေးကတော့ဇူလိုင်လ9ရက်2024ခုနှစ်မှာကျောဖွင့်ခဲ့တာဖြစ်တဲ့အတွက်ဒီညမှာရက်စွဲလေးကိုပြပေးထားတာဖြစ်ပါတယ်ခင်ဗျာโอเคပါနောက်ထပ်အနေနဲ့လည်းအောက်မှာရှိတဲ့ကျောတို့တက်ဘားလေးတွေကိုနှိပ်ပြီးတော့လည်းကိုအနေနဲ့ဝင်ပြီးတော့စစ်ဆေးကြည့်လို့ရပါတယ်ဒါကတော့ကိုရဲ့ Facebook account ဖွင့်ခဲ့တဲ့ရက်စွဲလေးကိုပြန်ကြည့်လို့ရမယ်နီလန် ဖြစ်ပါတယ်ပြီးရင်တော့ဒီမှာ log information ဆိုရင်လည်းကျွန်တော်တို့အဲ primary location တွေကိုကြည့်ခြင်းလားတခြား ကျတို့အဲတခြား history တွေပေါ့နော်တခြားဟာတွေကိုလည်းကိုယ့်အနေနဲ့ဒီညမှာအကုန်လုံးကိုဝင်ကြည့်လို့ရမှာပဲဖြစ်ပါတယ်ခင်ဗျာအကယ်၍မိတ်ဆွေတို့အနေနဲ့ကိုယ့်ရဲ့ Facebook account ကနေဝင်ငွေရှာခြင်းနဲ့ဆိုရင်တော့ဒီမှာရှိတယ်ကျတို့ you are primary location ဆိုတဲ့နေရာမှာကျတို့ Bangkok ဒါမှမဟုတ်တခြား monetization ရှောက်လို့ရမယ်ကျတို့ region တွေရဲ့နိုင်ငံတွေဖြစ်ဖို့လိုပါတယ်အကယ်၍ဒီနေရာမှာရန်ကုန်မြန်မာတို့မန္တလေးမြန်မာတို့ဖြစ်နေမဲ့ဆိုရင်တော့ကျတို့ဒီ Facebook account ကနေပြီးတော့ဝင်ငွေရှာလို့မရပါဘူး ်နောက်ပြီးတော့ဒီ Facebook account ကနေဝင်ငွေရှာခြင်းနဲ့ဆိုရင်လည်းကျွန်တော်အနေနဲ့နောက်ထပ် video တွေမှာထပ်ပြီးတော့ Facebook ဝင်ငွေရှာနည်းနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုဆက်လက်ပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကြောရက်ဒီ YouTube Channel, Facebook Page နဲ့ TikTok Account လေးကို Like, Subscribe နဲ့ Follow လို့လုပ်ပေးထားကြဖို့လည်းအကြံပြုချင်ပါတယ်ခင်ဗျာ။ Okay ပါဒီဗီဒီယိုလေးမှာမျှဝေပေးခဲ့တာကတော့ကိုယ့်ရဲ့ Facebook Account ဖွင့်ခဲ့တဲ့ရက်စွဲလေးကိုအလွယ်တကူပြန်ကြည့်လို့ရမယ်နီလန်လေးကိုမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ။ Okay ပါဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးနားမလည်တာမရှင်းလင်းတာတွေရှိရင်လည်းအောက်က Comment Box လေးမှာဝင်ရောက်မေးမြန်းအကြံပြုနိုင်ပါတယ်ခင်ဗျာ။အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ။